ားလုံးပဲမင်္ဂလာပါ။မြောက်တက်ဒီမန်ကနေပြန်လေးကြိုးစောပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။ဒီနေ့မှာတော့ကျွန်တော်ပုံမှန်ပြောနေကြနိုင်ငံရေးဆေးရေးအကြောင်းတွေမဟုတ်ပဲတခြားအကြောင်းတွေကိုပြောပါမယ်။တခါတခါကြတော့လေဒီနိုင်ငံရေးဆေးရေးအကြောင်းတွေပြောရတာကြတော့မပြောကျင်တော့ဘူးပေါ့နော်။ဘာလို့လဲဒီကျွန်တော်တို့စီကလူတွေကအမြဲတမ်းဒီအစွန်နှစ်ဖက်မှာရက်ကြတယ်ပေါ့နော်။အဲ့ခါကြတော့တခါတခါအဲ့ဒီအကြောင်းတွေပြောရတာဟိုကျွန်တော်တော်မှ စိတ်ပြက်လာတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနေ့မှာဆိုလို့ရှိရင်ဒီ20ရာစုတုန်းကဖြစ်ပေါ်ခဲ့တဲ့မင်းသမီးဒိုင်ယာနာတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်သူရဲ့တည်ဆုံမှုကိုလူအများစုစိတ်ဝင်စားပြီးတော့မှဒီမဖြေရှင်းနိုင်တဲ့ပုံစံမျိုးအနေနဲ့မကြခဏမေခွန်းထုတ်ခံရတဲ့ကိစ္စတခုဖြစ်ပါတယ်တကယ်လက်တွေ့မှာဆိုရင်ဒီအမှုဟာဖြေရှင်းပြီးသားအမှုတခုပါဒါပေမဲ့မင်းသမီးဒိုင်ယာနာဟာဒီလူရှိလူခင်ပေါ်များတဲ့ပုံကိုယ်တယောက်ဖြစ်တဲ့အတွက်သူရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးတော့လူအများစုကအတန်တရာဝင်နေစေဖြစ်ပါတယ် ဒါကြောင့်သူဘလို့တည်ဆုံးခဲ့တယ်လဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မှဆက်နွေနေတဲ့ကိစ္စတချို့ကိုပြန်လေလေးလာပြီးတော့မှဒီတန်တရားအရှင်တွေကဘလောက်အထိခိုင်လုံမှုရှိတယ်လဲဆိုတာကိုကျွန်တော်သုံးသပ်တော့မှဖြစ်ပါတယ်။ Diana Francis Spencer ကို1960ခုနှစ်ဇူလိုင်လ1ရက်နေ့အင်္ဂလန်နိုင်ငံဒီ Norfolk ဒေသမှာဖွင့်ပြခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက Bescom နဲ့ဒီ Bescom Test Authority ရဲ့ဒီသမီးအငယ်ဆုံးဖြစ်ခဲ့တဲ့အတွက်ပေါ့နော်အထက်တန်းလောမိသားစုတူဦးပဲဖြစ်ပါတယ်။ Bescom ဆိုတဲ့နာမည်ကဂုံထူးဆောင်ပွဲတစ်ခုဖြစ်ပါတယ်။ အာဘွေထက်ဒီတဆင်းနေတဲ့ဘွေတစ်ခုဖြစ်ပါတယ်1985ခုနှစ်မှာဒိုင်ယနာရဲ့ဖခင်ကအာဘွေကိုဆက်ခံလိုက်တဲ့အတွက် the honor ever diana လို့မခေါ်ကြတော့ပဲ lady diana လို့ပြောင်းလဲခေါ်ဆိုကြပါတယ် lady diana ကကမ်ဒေတာမှာရှိတဲ့ဘော်ဒါကျောင်းတစ်ခုမှာပညာသင်ကြားခေပြီးတဲ့နောက်မှာဆွစ်ဇာလန်နိုင်ငံအထက်တန်းကျောင်းတစ်ခုမှာ1988ခုနှစ်အထိဆက်လက်ပြီးတော့မှပညာစေပုခဲ့ပါတယ်နောက်ပိုင်းမှာတော့သူ့ရဲ့မိတ်ဆွေတွေနဲ့အတူ လန်ဒန်မြို့မှာရှိတဲ့တိုက်ခင်းတစ်ခုကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီးတော့မှ John England School မှာသူငယ်တန်းဆရာမတစ်ယောက်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီလိုဖွေထူးကုံလူရှိတဲ့မင်းမျောတစ်ယောက်ကလန်ဒန်မြို့မှာရှိတဲ့တိုက်ခင်းတစ်ခုမှာတငေးချင်းတွေနဲ့အတူနေထိုင်တာ။သူငယ်တန်းဆရာမတစ်ယောက်အနေနဲ့အလုပ်လုပ်ကြတာတွေကတော့အသေးပေမရှိဘူးလို့တော့မှပြောလို့ရပါတယ်။ Spencer Mitazu ဟာနှစ်ပေါင်းများစွာကတည်းက North Force မှာနေထိုင်ခဲ့တဲ့အတွက်တော်ဝင်မိသားစုနဲ့ရင်းနှီးမှုရှိပါတယ်။ ဒါပေမဲ့ဒိုင်ယာနာနဲ့သူ့ရဲ့အနာဂတ်ခင်ပွန်းဖြစ်တဲ့ဒီမင်းသားရှာဘီတို့ဟာ1989ခုနှစ်နိုဝင်ဘာလအထိတယောက်နဲ့တယောက်မသိကြသေးပါဘူးလေဒီဒိုင်ယာနာရဲ့ဒီအမားဖြစ်တဲ့လေဒီဆာရာကတော့မင်းသားနဲ့တိုက်ခိုက်မှုတွေလို့ဆိုပါတယ်အပတ်စဉ်ဒီပေးရတိုင်းအင်္ဂလီလာဖို့လေဒီဆာရာကရှာကိုဖိတ်ခေါ်ခဲ့ပါတယ်အဲ့ဒီချိန်တုန်းကလေဒီဒိုင်ယာနာရဲ့အသက်ကဆေးရှောင်းနှစ်သာရှိပြီးတော့မှ ရှာအသက်ကတော့29နှစ်ရှိနေပါပြီသူတို့နှစ်ယောက်ဟာတယောက်ကဆေးရှောင်းနှစ် တယောက်က29ကိုနေဖြစ်တဲ့အတွက်အသက်အများကြီးကွာပါတယ်။အဲ့ဒါပြင်ဒိုင်ယာနာရဲ့အမနဲ့ရှာဘလိုကရီးသားတွေဖြစ်ခဲ့ကြပါသေးတယ်။ဘလိုကြောင့်ညီမဖြစ်သူဒိုင်ယာနာနဲ့ရှစ်ကြိုက်တော်တယ်လဲဆိုတာကတော့စဉ်းစားစရာဖြစ်နေပါတယ်။1980ခုနှစ်မှာရှာမင်သားကသူ့ရဲ့အသက်30ပြည့်မွေးနေ့ကျင်းပခဲ့ပြီးတော့မှစပန်ဆာညီအမနှစ်ယောက်စလုံးကိုဖိတ်ကြားခဲ့ပါတယ်။အဲ့ဒီနောက်ရှာမင်သားနဲ့လေဒီဒိုင်ယာနာတို့ရဲ့ဆက်ဆံရေးကပိုပြီးတော့မှယင်းဤကျွမ်းဝင်လာခဲ့ပါတယ်။ 1980ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့ရောက်တဲ့အခါမှာရှာမင်းသားနဲ့ Lady Diana တို့ဆင်းဆက်တဲ့အကြောင်းကြေညာခဲ့ပါတယ်။နောက်ထပ်9လအကြာဖြစ်တဲ့1980ခုနှစ်ဇူလိုင်လ26ရက်နေ့ပေါ့နော်ဒီ Diana မင်းသမီးအသက်20ပြည့်တဲ့လမှာဒီသူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပါတယ်။လက်ထပ်ပွဲမတိုင်ခင် Diana ကရှာမင်းသားနဲ့စစ်သုံးချိန်လောက်သာတွေ့ဆုံခဲ့ဘူးကြောင့်နောက်ပိုင်းမှာပြန်နေပြီးတော့မှပြောကြခဲ့ပါတယ်။တနည်းဒီပါအကြာမင်းသမီး Diana ကဒီ Prince William ကို မွေးဖော်ခဲ့ပြီးတဲ့နောက် ဒီနှစ်နှစ်ကျော်အကြာမှာဆိုရင် Prince Harry ကိုမွေးဖောခဲ့ပါတယ်။ Diana ဟာမင်းသမီးဘဝကိုရုတ်တရက်ရရှိလိုက်တဲ့အတွက်အသက်20အရွယ်မိန်းကလေးတစ်ယောက်ဟာဒီလိုအတိုင်းအဝိုင်းထဲမှာကျင်လီဖို့အတွက်မလွယ်ကူခဲ့ပါဘူး။တော်ဝင်မိသားစုကတော့သူတို့ရဲ့ရှေးရိုးဆွေးအတိုင်းအဝိုင်းထဲမှာအခုလိုမိမပြိုလေးရောက်ရှိလာတာကိုတော့ဝမ်းသာနေပုံရပါတယ်။မင်းသမီး Diana ကိုပြည်သူအများကလည်းရှစ်ခင်နှစ်သက်ကြပြီးတော့မှရခင် British ဝန်ကြီးချုပ်ဖြစ်တဲ့ Tony Blair ကတော့မှ ပြည်သူမင်းသမီးဆိုပြီးတော့မဒိုင်ယနာကိုခေါ်ဆိုခဲ့ပါတယ်။ဒိုင်ယနာကသူ့ရဲ့ကြော်ကြားမှုကိုအသုံးပြုပြီးတော့မှ AIDS ဝေဒနာရှင်တွေစိတ်တမ်းမှရရှိသူတွေပြီးရင်အိမ်တွင်းအကြံဖတ်မှုခံရသူတွေနူလာယောဂတွေပဲစတာတွေကိုအကူအညီပေးခြင်းနဲ့လူတိများထင်ရှားစေဖို့အတွက်စ조사ခဲ့ပါတယ်။အလူအတန်လည်းရဲရော့ခဲ့တယ်လို့သိရပါတယ်။ဒိုင်ယနာကပေးကမ်းလူတန်းမှုတွေအမြင့်ပြုလုပ်လေးရှိတဲ့အတွက်အများပြည်သူရဲ့ရှိခိုင်နှစ်သက်မှုကိုခံရပါတယ်။ဒါပေမဲ့နောက်ကွေကတော်ဝင်မိသားစုအတွင်ရေးမှာတော့ ရှုပ်ထွေးမှုတွေဖြစ်ခဲ့ပြီးတော့မှစိတ်မရှမ်းသာစရာတွေရှိနေခဲ့ပါတယ်။သူကောင်းတာလုပ်တဲ့အရာမှန်သမျှကိုတော်လိုက်တာဆိုတဲ့ရှီမွန်းမှုမျိုးဘယ်သူကမှမပြောကြပါဘူး။ပုံဝင်မိသားစုရဲ့စီမင်းတွေကိုနားမလည်လို့မှားယွင်းတော်ခဲ့တယ်ဆိုရင်တော့ဝမ်းပြီးတော့မှအပြစ်ဖို့ကြပါတယ်ဆိုပြီးတော့မှ1995ခုနှစ် BBC နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှမင်းသမီးဒိုင်ယာနာကရှင်းပြခဲ့ပါတယ်။သူတို့ရဲ့အိမ်ထောင်ကြီးကပျော်ရွှင်ရှမ်းမြေပွေမရှိပါဘူး။သူတို့နေရာဟာတယောက်အကြောင်းတယောက်နားလည်ပေးနိုင်စုံမျိုးလည်းမရှိပါဘူး။ ပေါ်ဝင်မိသားစုကသူတို့ရဲ့မိသားစုဝင်အဖြစ်အလင်းရင်စလို့လက်ခံဖို့ဆုံးဖြတ်ခဲ့ပြီးတော့မှပေါ်ဝင်မိသားစုတွေရဲ့ဖိအားကိုဒီမင်းကလေးခံနိုင်ရရှိပါမလားဆိုတာတွေကိုထိတွင်းမတွက်ဆက်ခဲ့ပါဘူးဆိုပြီးတော့မှ Guardian သတင်းစာရဲ့တော်ဝင်သတင်းထောက်ဖြစ်တဲ့ Stephen Bick ကပြောခဲ့ပါတယ်။ Diana ဆိုတဲ့ကောင်မလေးကတော်ဝင်မိသားစုတွေနဲ့ရင်းနှီးတယ်လို့တော်ဝင်ဒလေးစရိုက်တွေကိုလိုက်နာကျင့်သုံးနိုင်တဲ့မင်းကလေးတယောက်ဖြစ်မယ်လို့ဘုရင်မကြီး Elizabeth II ကထင်မြင်ခဲ့ပါတယ်။ဒါပေမဲ့ Diana ဆိုတာကတာမန်တိုက်ခင်းလေးတစ်ခက်မှာ သူ့ရဲ့တငယ်ချင်းတွေနဲ့အတူပေါပေါပပပျော့ပျော့ရွှင်ရွှင်နေထိုင်ခဲ့တဲ့မိကလေးတယောက်ဖြစ်ပါတယ်ဒီလိုလောလောလတ်လတ်နေတဲ့ဘဝခါနေဒီဗက်ကဟမ်နန်းတော်မှာတောပြီးတော့မှစီးပောင်တွေနဲ့နေဖို့ဖြစ်လာတဲ့အချိန်မှာသူ့အတွက်ကတော့တကယ့်ကိုအစိမ့်တက်တက်ဖြစ်နေခဲ့ပြီးအထီးကြံစီခဲ့ပါတယ်သူတို့ရဲ့မင်္ဂလာပွဲဆေးဆက်ပြီးတဲ့နောက်မှာဒိုင်ယာနာဟာတယောက်ထစ်ဖြတ်တန်းခဲ့ရပြီးတော့အထီးကြံမှုကိုစတင်ပြီးတော့မှခံစားခဲ့ရပါတယ်ဒါတွေကိုဖြည့်ဖြောက်ဖို့အတွက်ရေချင်းခင်းတွေပြုလုပ်တာမင်္ဂလာပွဲအစီအစဉ်တွေကိုရေးဆွဲတာမျိုးတွေပြုလုပ်ပေးမယ်လေ ထီးကျဲမှုကပျောက်ကွေမတော့ပဲစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေခံစားလာခဲ့ရပါတယ်ဘက်ကင်ဟမ်နန်းတော်ကိုပြောင်းရွှေ့နေထိုင်ပြီးတဲ့နောက်တိတ်မကြခင်မှာဒိုင်ယာနာတယောက်အစာစားပြီးတဲ့အချိန်တိုင်းမှာအန်လေပေါ့နော်ဒီပြုတ်အန်ချင်းဝေဒနာကိုစတင်ပြီးတော့မှခံစားလာခဲ့ရပါတယ်ကိုကိုကိုတန်ဖိုးမထားတာမျိုးပြီးအရေးမပါဘူးလို့ခံစားရတာမျိုးတွေမှာအဲ့ဒီလိုမျိုးတွေဖြစ်လာတာပါဆိုပြီးတော့မှ1995ခုနှစ် BBC နဲ့အင်တာဗျူးတစ်ခုမှာသူမကပြောပြခဲ့ပါတယ်။ဒါကြောင့်တော်ဝင်မိသားစုတွေရောက်တော့ရတာက အလှမွေးငါးကင်တစ်ခုထဲမှာငါးတကောင်လေးမွေးထားတယ်လို့အထူးကျန်တဲ့ဘဝကိုဖြစ်ပေါ်စေပါတယ်။တော်ဝင်မိသားစုအတန်းဝိုင်းဆိုတာကလည်းအစင်အတန်းတွေခွေရှားလေးရှိတဲ့အပြင်တီးရှားနေထိုင်တဲ့သဘောရှိတဲ့အတွက်ဒိုင်ယနာအတွက်အခက်ခဲပင်ပန်းစေတဲ့နေရာဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအများပြည်သူရဲ့အမြင်မှာဒိုင်ယနာဆိုတဲ့မင်းသမီးလေးဟာအစားအစာအရာရာပြည့်ပြည့်စုံနေပြီးတော့မှပြည့်စုံတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့သူတယောက်ဖြစ်မြင်အောင်တော်ဝင်မိသားစုကလှုပ်ဆောင်ခဲ့ပါတယ်။ဒိုင်ယနာရဲ့မင်္ဂလာပွဲနေ့မှာ ဘဂဟမ်နန်တော်ကနေဖျားရှိကိုကြောင့်အထီလမ်းတစ်လျှောက်မှာထောင်ပေါင်းများစွာသောလူအုပ်ကြီးဟာတော်ဝင်စုံတွေးကိုမြင်တွေ့ရဖို့အတွက်စီတန်းရပ်နေခဲ့ပါတယ်။ဒီလိုပွေမျိုးဟာပုံပြင်တွေထဲမှာပါတဲ့တော်ဝင်မင်္ဂလာပွေမျိုးဖြစ်တယ်လို့ဂိုင်းစုပ်ဘုံတော်ကြီးကရှီမွန်ထောပနာပြုခဲ့ပါတယ်။ဒီလိုမျိုးခန့်ခန့်နာနာနဲ့မင်္ဂလာဆောင်ခဲ့ရတဲ့မင်းသမီးလေးဟာနောက်ခွေမှာတော့ကျိတ်ပြီးတော့မှကြည်ကွေးနေရသူဖြစ်နေပါတယ်။သူတို့ရဲ့မင်္ဂလာပွေနဲ့ပတ်သက်ပြီးတော့မှဂိုင်းစုပ်ဘုံတော်ကြီးရဲ့ပြောစကားဟာတကိလက်တွေ့မှာတော့အစစ်အမှန်မဟုတ်ခဲ့ပါဘူး။ ုန်းတော်ကြီးအနေနဲ့ကလည်းတော်ဝင်မိသားစုရဲ့မင်္ဂလာပွဲတစ်ခုမှာဒီလိုကွင်းမြူတဲ့စကားလေးတစ်ခုတော့ပြောရမယ်ထင်ပါတယ်။မင်းသမီးဒိုင်ယာနာတယောက်တော်ဝင်နှန်းတော်တွေကိုရောက်ရှိတော့တဲ့အခါမှာသူ့အပေါ်မှာတကယ်ခင်မင်တဲ့သူတယောက်မှမရှိဘူးဖြစ်နေပါတယ်။သူ့ရဲ့ခင်ပွန်းဖြစ်သူမင်းသားရှာကိုတိုင်ကတော့မှသူ့အပေါ်မှာစင်တာထွေးပွေးမှုတွေမပေးခဲ့ပါဘူး။အင်တာဗျူးတစ်ခုမှာလည်းမင်းသားရှာကသူတို့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့မှဖြည်းဖြည်းအေးအေးမှလက်ထပ်ခွင့်တောင်းခဲ့တဲ့လို့မှတ်ချက်ပြုခဲ့ပါတယ်။ ဒါသူရဲ့အိမ်ထောင်ကြီးအပေါ်မှာမတင်တဲ့ချက်ကိုဖော်ပြတယ်လို့ဖြစ်နေပါတယ်။အဲ့ဒီလိုဆက်တွေ့ကြအောင်ရှင်ရှင်းမြစ်တာကိုမခံရတဲ့မင်းသမီးဒိုင်ယာနာဟာအစာစားပြီးတိုင်းပြုတ်အံတဲ့ဝေဒနာကိုခံစားခဲ့ရပါတယ်။အဓိကကတော့စိတ်ရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာတစ်ခုလို့ပြောရမှာပါ။ရှားရဲ့အိမ်ထောင်ကြီးနဲ့ပတ်သက်ပြီးတော့မှကျင်တဲ့အာရမှုမရှိတဲ့တုံ့ပြန်မှုတွေကလည်းသူတို့နှစ်ယောက်သားမှတကယ်ရှင်ရှင်းမြစ်တာမရှိဘူးဆိုတာကိုပြသနေတယ်လို့ဖြစ်နေပါတယ်။မင်းသားရှားကအရှင်းနဲ့ပတ်သက်ပြီးတော့မှဘလိုမျိုးသဘောထားတွေ ထားရှိတယ်ဆိုတာကိုတော့တိတိကျကျမသိရပါပဲ။သူဟာအခြားအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ကာမီလာပါကာဘော့စ်နဲ့ရှေ့ကျခဲ့ပါတယ်။ကာမီလာနဲ့ရှာစ်တို့ဟာ1980ပြည့်နှစ်အစောပိုင်းကာလတွေမှာရှေ့ကျခဲ့ကြပါတယ်။ဒါပေမဲ့ကာမီလာရဲ့ဂုဏ်သတင်းမကောင်းမှုတွေရဲ့မိသားစုမှာဝေထူးဂုဏ်ထူးမရှိတာတွေရဲ့အခြားအမျိုးသားတစ်ယောက်နဲ့ရှေ့ကျတာမျိုးရှိခဲ့တာတွေကြောင့်တော်ဝင်မိသားစုကမင်သာရှာနဲ့သဘောမတူခဲ့တဲ့အကြောင်းအန်ဒရူးမော်တန်နဲ့ဒီဒိုင်ယာနာရဲ့တိတ်ခွေအင်တာဗျူးတွေအရသိရပါတယ်။ဒါပေမဲ့မင်သားရှားနဲ့ ကာမီလာတို့ရဲ့အရှိဇလန်ကနောက်ကွယ်မှာဆက်လက်တည်ရှိနေခဲ့ပါတယ်။ရှားနဲ့ဒိုင်ယာနာတို့လက်ထက်လိုက်တဲ့အခါမှာတော့ကာမီလာနဲ့ပတ်သက်မှုတွေကခဏတာရပ်တန့်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းကာမီလာရဲ့လွန်မိုးမှုတွေကရှားအပေါ်မှာဆက်လက်တည်ရှိနေခဲ့ပါတယ်။မင်္ဂလာပွဲမတိုင်ခင်လက်ကောက်တစ်ခုအမှန်မတင်တွေ့ရှိခဲ့ပါတယ်။အဲ့ဒီလက်ကောက်ကကာမီလာအတွက်မင်းသားရှားကဝေပေးခဲ့တာပါ။မင်းသားရှာအတွက်လည်းကာမီလာကလက်ပတ်တစ်ခုလက်ဆောင်ပေးထားခဲ့ပါတယ်။မင်္ဂလာပွဲပြီးတဲ့နောက်ပြားရည်စံခကြီးထွက်တဲ့အခါမှာ ်မင်းသားရှားကအဲ့ဒီလက်ပတ်ကိုမဆွတ်တဲ့ဝက်ဆင်ထားခဲ့ပါတယ်အဲ့ဒီလိုအဖြစ်အပျက်တွေကြုံတွေ့ခဲ့ရတာဖြစ်လို့မင်းသမီးဒိုင်ယာနာတယောက်စိတ်ဖိစီးမှုတွေကြုံတွေ့လာရပြီးတော့မှအစာစားတဲ့အခါတိုင်းမှာပြုတ်အံ့တဲ့ဝေဒနာခံစားလာခဲ့ရပါတယ်1986ခုနှစ်ရောက်တဲ့အခါမှာရှားကဒီကာမီလာနဲ့ပြန်လည်ဆက်တွေ့လာခဲ့တယ်လို့ယူဆရပါတယ်1989ခုနှစ်တုန်းကတယ်လီဖုန်းပြောဆိုမှုကိုအသံဖမ်းထားတဲ့တိတ်ခွတ်တခုသတင်းမီဒီယာတွေစီကိုပေါက်ကြခဲ့ပါတယ် အဲ့ဒီတိတ်ခွေတွေမှာမင်းသားရှာကကာမီလာနဲ့ဖုန်းအပြန်အလှန်ပြောဆိုနေကြတာပါမင်းရဲ့အတွင်းငယ်ပေါင်းမိတွေမှာငါနေတင်လိုက်တာဆိုတဲ့စကားတခွန်းအဲ့ဒီတိတ်ခွေတွေမှာပါခဲ့ပါတယ်အဲ့ဒီစကားကအခြားသူတွေအတွေ့ကြီးစရာဖြစ်နေပေမဲ့သူ့အတွက်တော့ရှင်းရှင်းမြတ်တာကိုဖော်ပြတဲ့စကားလုံးဖြစ်စဉ်ဖြစ်နေမှာပါအဲ့ဒီနေ့မှာဒိုင်ယာနာနဲ့ကာမီလာတို့ထိတ်တိတ်စကားပြောခဲ့ကြတာမျိုးတွေရှိပါတယ်နေ့မှာအရာရာပြီးဆုံးနေတယ်လူတွေအားလုံးကလည်းနင်းကိုရှစ်ကြတယ်ရှစ်စရာကောင်းတဲ့ကလေးနှစ်ယောက်လည်းပိုင်ထားတယ်နင်ပါကူများထက်လူကျင်နေသေးတာလေဆိုပြီးတော့မှ ကာမီလာကဒိုင်ယာနာကိုမေကွန်းထုတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဒိုင်ယာနာက၅ယောက်ကြားကို၅ပိုင်ရှင်တာပေါ့ဆိုပြီးတော့မှပြန်လေတုံ့ပြန်ခဲ့ပါတယ်နှစ်ကလာတွေကြာပြီးတဲ့နောက် BBC အင်တာဗျူးတစ်ခုမှာဒိုင်ယာနာရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးတော့တည်ထောက်ကမေးမြန်းခဲ့ပါတယ်သူ့အနေနဲ့အချိန်ပေါင်းများစွာငိုခဲ့ရတဲ့အကြောင်းစိတ်ဖိစီးမှုတွေများလွန်းလို့အစာအသောက်ပုံမှန်မဟုတ်တော့တဲ့အခြေအနေကိုဖြတ်သန်းခဲ့ရကြောင်းစိတ်သက်ကြာလွန်ပြီးတော့ကိုကိုကိုအဆုံးစီရင်ဖို့အထီးတွေးဘူးခဲ့ကြောင်းဖွင့်ဟောင်းဝင်ခဲ့ပါတယ်လူသီးများထင်ရှားပေမဲ့ ယောက်ျားရဲ့ရှင်းမြဲ့နိုးမှုကိုမခံရတဲ့မင်းသမီးဒိုင်ယနာကိုယ်တိုင်ကလည်းနောက်ပိုင်းမှာဖောက်ပြင်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဘီယင်မအင်တော်မှာတာဝန်ယူရတဲ့မြင့်တက်ကကက်ပတိန်ဂျိမ်းဟူဝစ်နဲ့အခြေဆက်လန်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။အချောင်းမျိုးမျိုးကြောင့်သူတို့ရဲ့အင်ထောင်ကြီးဟာဘလို့မှအဆင်မပြေတော့တဲ့အခြေအနေကိုဆိုင်ရောက်လို့လာခဲ့ပါတယ်။1980ခုနှစ်နောက်ပိုင်းကာလမှာတော့ဒိုင်ယနာနဲ့ရှားစ်တို့ရဲ့အင်ထောင်ကြီးပြဿနာတွေကိုလူတိုင်းသိရှိလာခဲ့ပြီးတော့မှ1990ခုနှစ်ဒီဇင်ဘာလမှာ သူတို့ဇနီးမောင်နှံရဲ့တည်ငြိမ်အေဂျင့်ဆော်ကော်ရှင်ခြင်းကိုဝင်ကြီးချုပ်ကလွှတ်တော်မှာကြေညာပေးခဲ့ပါတယ်။အဲ့ဒီနောက်ရှားစ်နဲ့ဒိုင်ယန်နာတို့ဟာ1996ခုနှစ်ဩဂုတ်လမှာတရားဝင်ကော်ရှင်ခဲ့ကြပါတယ်။သူတို့ကော်ရှင်ပြီးတနည်းလောက်အကြာမှာဒိုင်ယန်နာကဂျိုနီဖိုင်ယက်ဆိုတဲ့သူနဲ့ပြင်သစ်နိုင်ငံကိုအားလဲရဖြစ်ကြီးထွက်ခဲ့ပါတယ်။ဒိုင်ယန်နာက1986ခုနှစ်တုန်းကသူ့ရဲ့ခင်ပွန်းဖြစ်သူမင်းသားရှားစ်နဲ့ပိုလိုဘွေးတစ်ခုကစားခဲ့ပါတယ်။အဲ့ဒီချိန်မှာဒိုဒီဖိုင်ယက်နဲ့တွေ့ဆုံဖြစ်ခဲ့တယ်လို့ The Independent သတင်းစာကဆိုထားပါတယ်။ August 31ရက်တနင်္ဂနွေနေ့သကောင်းကျော်အချိန်မှာ Fires နဲ့ Diana တို့က Paris မြို့မှာရှိတဲ့ Rest Hotel ကနေထွက်ခွာလာခဲ့ပါတယ်။ကိုရန်တော့ Tiberius John ကလည်းသူတို့နဲ့အတူလိုက်ပါလာခဲ့ပါတယ်။ Hotel ရဲ့လုံခြုံရေးအရာရှိ Henry Paul က Mercedes-Benz ကားကိုမောင်းနှင်ပြီးတော့မှခေါ်ဆောင်သွားခဲ့ပါတယ်။သူတို့က Fire ရဲ့အင်ကိုကားမောင်းသွားတာဖြစ်နိုင်ခြေရှိပါတယ်။သူတို့ကားမောင်းသွားတာကိုဓာတ်ပုံသတင်းထောက်တွေမြင်တွေ့တော့ပြီးတဲ့နောက်မှာနောက်ရောက်ခဲလိုက်ကြပါတယ်။ တရင်ထောက်တွေလိုက်လာကြရဲဆိုတာကိုတီးလိုက်တဲ့အတွက်ပေါ်ဟာကားကိုအရှင်မြင့်တင်လိုက်ပါတယ်တရားတစ်ခုရဲ့အဝင်ဝော့ကိုရောက်ခါနေမှာအရှင်မထိန်နိုင်တော့ပဲအဝေးပြေးလမ်းမကြီးရဲ့အလီမှာရှိတဲ့တိုက်တစ်ခုကိုဝင်ပြီးတော့မှတိုက်မိပါတယ်တနာဤကိုမိုင်30တက်မှတ်မောင်းနှင်ခွင့်ပေးထားတဲ့နေရာမှာသူ့ရဲ့ကားကတနာဤကိုမိုင်80နုံနဲ့မောင်းနှင်ခဲ့တာပါဒိုင်ယာနာ Fires နဲ့ပေါ်တို့ဟာခပတ်တွေမပတ်ထားခဲ့ကြပါဘူးပေါ်နဲ့ Fires တို့ဟာအခင်းဖြစ်ပေါ်တဲ့နေရာမှာပွေရှင်ပြီးတည်ဆုံးသွားခဲ့ပါတယ်ဒိုင်ယာနာနဲ့ရစ်ဂျုံတို့ကတော့ဆေးရုံရောက်တဲ့အထိအသက်ရှိနေပါသေးတယ် သူတို့ရဲ့ကားနောက်ကိုနောက်ရောက်ခင်လိုက်လာတဲ့ဓာတ်ပုံသဏ္ဍာန်ထောက်တွေကကားတိုက်မှုဖြစ်ပေါ်တဲ့ဒိုင်ယာနာတို့ကိုကူညီကယ်ဆယ်မှုတွေမပြုလုပ်ပဲပျက်စီးသွားတဲ့ကားနဲ့ဒဏ်ရာရနေတဲ့သူတွေကိုဓာတ်ပုံမှတ်တမ်းအလူအယက်ရိုက်ကူးပေးကြပါတယ်။ရစ်ဂျုံတယောက်အသက်ရှင်ကြံ့ရစ်ခဲ့ပေမဲ့ဒိုင်ယာနာရဲ့ဒဏ်ရာတွေကတော်တော်လေးကိုပြင်းထန်ပါတယ်။ဥကောင်းကိုထိခိုက်တော့တာလက်တွေကျိုးတော့တာခေါင်းမှာပြက်ရှားဒဏ်ရာတွေဖြစ်တော့တာပြင်းထန်တဲ့ရင်ဘတ်ဒဏ်ရာတွေကြုံတွေ့ကြရပါတယ်။ဆင်းရုံကိုရောက်တဲ့အခါမှာဆရာမတွေက နှနာကြီးကြာခွေးစိတ်ကုသမှုတွေပြုလုပ်ခဲ့ပေမဲ့မင်းသမီးရဲ့နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်အောင်မလုပ်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဩဂုတ်လ31ရက်မနေ့ခင်မှာမင်းသမီးဒိုင်ယာနာဟာအတွင်ပိုင်းသွေးယိုစီးမှုကြောင့်အသက်အဆုံးရှုံးသွားခဲ့ပါတယ်။သူကွေလန်တဲ့အချိန်မှာ30ရှောင်းနှစ်ရှိနေပြီဖြစ်ပြီးတော့မှအသက်15နှစ်အရွယ်မင်းသားဝီလီယန်နဲ့အသက်17နှစ်အရွယ်မင်းသားဟယ်ရီတို့ကြံ့ရည်ခဲ့ပါတယ်။1998ခုနှစ်စက်တင်ဘာ6ရက်နေ့မှာလူပေါင်း2.5ဘီလီယံလောက်ကမင်းသမီးဒိုင်ယာနာရဲ့စာပနာပွဲကိုကြီးစုခဲ့ကြပြီးတော့မှ ဒါဟာအာကစားမဟုတ်တဲ့ရုံးမြန်တန်ကြားကြီးရှုသူအများဆုံးစာပနာပွဲအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒိုင်ယာနာတည်ဆုံးပြီးတဲ့နောက်မှာကဘာမှာရှိတဲ့သူတွေကသူ့ရဲ့တည်ဆုံးမှုကိုလက်မခံနိုင်ရသလိုတည်ဆုံးမှုဖြစ်စဉ်ရဲ့နောက်ကွယ်မှာရှိုးဝဲချက်တွေရှိနေရမယ်လို့ယုံကြည်ခဲ့ကြပါတယ်။ The Daily Express သတင်းစာကဖော်ပြခဲ့တဲ့ဆောင်းပါးတစ်ပုဒ်ထွက်ပေါ်လာပြီးတဲ့နောက်မှာဒိုင်ယာနာကိုတယောက်ယောက်ကတမင်တက်တက်လှုပ်ကြံခဲ့တယ်ဆိုပြီးတော့မှသတင်းတွေကပြန့်နှံ့တော့ခဲ့ပါတယ်။ကောလာဟလတွေကိုဖြည့်ဆင်းဖို့အတွက် Metropolitan ရေတပ်ဖွဲ့က operation budget ဆိုတဲ့စုံစမ်းစစ်ဆေးမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ပြင်းထန်ရေရှိတဲ့ဆိုတဲ့ TO rebound 185ခုကိုရေတပ်ဖွဲ့ကစစ်ဆေးခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့တော့အဲ့ဒီ TO 185ခုလုံးကိုလေးလာကြည့်လို့မဖြစ်နိုင်ပေမဲ့ဝေလာမင်းသမီးဒိုင်ယာနာကွေလွန်တာနဲ့ပတ်သက်တဲ့အဓိက theory တချို့ကိုရှင်းပြပေးပါမယ်။ဒီအပိုင်းကနေလည်းအရေးကြီးပါတယ်။တိတိကျကျလေးစိတ်ဝင်စားနာထောင်ကြည့်ဖို့တောင်းဆိုပါတယ်။ပထမဆုံး theory အရရင်မောင်း Henry ဘောဟာပြင်သေးတာမှမဟုတ် ီတိန်ကလုံခြုံရေးတပ်ဖွဲ့တွေစီကငွေကြေးတဆုံတရာကိုရယူခဲ့ပြီးတော့မှသူ့မောင်းတဲ့ကားကိုတမင်သက်သက်မှောက်အောင်လုပ်ခဲ့တယ်လို့ယူဆကြပါတယ်။အဲ့ဒီလိုပြောရတဲ့အဓိကအကြောင်းရင်းကတနည်းကိုဒေါ်လာ3,500လောက်သာဝင်ငွေရှိတဲ့ဒရိုင်ဘာတယောက်ရဲ့ဘဏ်အကောင့်ထဲမှာဒေါ်လာ2သိန်းခွဲနီးပါးရှိနေခဲ့တဲ့အပြင်သူ့တည်ဆုံးသွားတဲ့အချိန်မှာလည်းသူ့စီမှာငွေကြေးအမြောက်အများရှာဖွေတရှိခဲ့ပါတယ်။ဒါပေမဲ့လည်းလက်တွေ့အထောက်အထားတွေကိုကြီးစုလေးလာလိုက်တဲ့အခါမှာဖြစ်ပေါ်တဲ့ကာတိုင်မှုဟာမယုံမသားဖြစ်ခဲ့တာမဟုတ်ပဲ မတော်တဆတိုက်ခိုက်ခဲ့တယ်လို့တွေ့ရှိရပါတယ်။ပေါ်ရဲ့ဒီသွေးတွင်းအရဲပမာဏဟာခွင့်ပြုထားတဲ့ပမာဏထက်၃စားလောက်ပိုမိုညပြနေတယ်ဆိုပြီးတော့မှကာတိုင်မှုဖြစ်ပေါ်ပြီးတဲ့နောက်တရက်အကြာမှာပြင်သစ်အာဏာပိုင်တွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်အခုဖြစ်စဉ်ဟာတမင်တသက်ပြုလုပ်တာမျိုးမဟုတ်ပဲကားကိုမစင်မစင်အစိမ်ပြင်းပြင်းနဲ့မောင်းနှင်ခဲ့တာကြောင့်ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ပေါ်ရဲ့အလောင်းကိုတခြားအရဲမူးနေတဲ့လူတစ်ယောက်ရဲ့အလောင်းနဲ့အစာထိုးလေးလေးခဲ့ပြီးတော့မှအမှုပြောင်းအောင်တမင်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လူတို့ကညှင်းခုံတာမျိုးတွေလည်းရှိခဲ့ပါတယ်။ တင်ဆောင်တဲ့ခန္ဓာကိုယ်မှာအရက်ပမာဏအင်မတန်များနေတယ်လို့ထုတ်ပြန်ကြေညာပြီးမြင်ပေါ်တယောက်အရက်တောက်ထားတဲ့ပုံမျိုးမရှိတဲ့အပြင်မှုနေတဲ့ပုံကိုလည်းဘယ်သူမှမတွေ့ခဲ့ဘူးလို့အစီရင်ခံစာတချို့မှာထောက်ပြခဲ့ပါတယ်ငွေကြေးအမြောက်များပေးပြီးတော့မှကာတိုင်မှုဖြစ်အောင်လှုပ်ဆောင်မှုဆိုတာကတော့တိတ်တော့မဖြစ်နိုင်ဘူးလို့ထင်ပါတယ်ငွေကြေးအမြောက်များယူပြီးတော့မှသူကိုယ်တိုင်တည်မဲ့ကိစ္စမျိုးကိုပေါ်ဆိုတဲ့သူကလုံးလိမ့်မှာမဟုတ်ဘူးလို့ပြောလို့ရပါတယ်ဒီတော့ဒုတိယမြောက် show web theory ကိုကျွန်တော်တို့ကြည့်အောင်ပါ ဒုတိယမြောက် show web theory ကတော့ Diana ဟာ Dodi if fire ရဲ့ကလေးကိုလွှဲထားရတယ်လို့ယူဆရတဲ့အတွက် British အစိုးရကလုံခြုံခဲ့တယ်လို့ယူဆကြပါတယ်။ဒီလိုတန်တရားရှိခဲ့တာက Dodi ရဲ့ဖခင်ဖြစ်တဲ့ Mohammed A fire ဖြစ်ပြီးတော့မှ2008ခုနှစ် British တော်ဝင်တရားရုံးမှာသူ့ဘာကြောင့်ဒီအယူအဆကိုယုံကြည်နေလဲဆိုတာကိုပြောပြခဲ့ပါတယ်။ Egypt ကမွတ်စလင်တယောက်ဟာ British တော်ဝင်ကလေးတွေရဲ့ပထွေးဖြစ်လာမှာကို Britain နိုင်ငံကဘလို့မှလက်ခံနိုင်မှာမဟုတ်ဘူးလို့သူကပြောခဲ့ပါတယ်။ ဒိုင်ယာနာရဲ့နောက်ယောက်ကျဖြစ်မဲ့သူဟာအီဂျစ်မွ슬င်တယောက်ဖြစ်တာကြောင့်ရယ်သူနဲ့ရတဲ့ကလေးကိုဒိုင်ယာနာလွေထားရတယ်ဆိုတာရေကိုဗီဒင်အစိုးရကသဘောမကျတဲ့အတွက်အခုလိုမျိုးလုံးကျင်ခဲ့တာလို့သူကထွက်ဆိုခဲ့ပါတယ်ဒိုင်ယာနာမတင်ဆုံးမီရဲတပ်တပတ်အနေနဲ့အလို့မှာပတင်းစာတွေမှာဒိုင်ယာနာကိုဝင်ရနေကြောင်းခံမှန်းဖော်ပြခဲ့ကြပါတယ်ဒိုင်ယာနာပျော်ခဲ့တဲ့ beast price ရှိတယ်ဆိုတဲ့စကားပေါ်မှာအရှိခင်ပြီးတော့မှပတင်းစာတွေကကိုဝင်ရှိနေကြောင်းဖော်ပြလာခဲ့ကြတာပါအဲ့ဒီလိုတန်တရားဖြစ်စေတဲ့အကြောင်းအရင်းရှိခဲ့ပေမဲ့ စစ်စစ်ချက်တွေအများသူမှကိုယ်ဝန်မရှိခဲ့ပါဘူး။တင်ရှိတဲ့ရုပ်အလောင်းကိုစစ်ဆေးတာရဲ့တွေးစစ်တဲ့ဒီရားလက်အဖြေတွေအများသူမှကိုယ်ဝန်မရှိခဲ့ဘူးလို့ဆရာဝန်တွေကအတိအလင်းဖော်ပြခဲ့ပါတယ်။သူရဲ့ဓမ္မတာယာတီကလည်းပုံမှန်အနေထားသာရှိတဲ့အကြောင်းကိုသူနဲ့နီးစပ်တဲ့သူတွေကတက်တည်ထူပေးခဲ့ကြပါတယ်။သူကကိုယ်ဝန်တားဆီးတောင်းနေတဲ့သူဖြစ်ပြီးတော့မှကိုယ်ဝန်ရှိချောင်းပြောတာမျိုးမကြားခဲ့ရဘူးလို့သူနဲ့နီးစပ်သူတွေကပြန်လေးပြောပြခဲ့ပါတယ်။ဒါရနာတိဆုံးမှုနဲ့ပတ်သက်ပြီးတော့မှနောက်ထပ် theory တစ်ခုက ဆေးကုသမှုနှောင့်နှေးအောင်လှုပ်ကြံခံရတယ်ဆိုတဲ့ယူဆချက်ဖြစ်ပါတယ်။ဒိုင်ယာနာကိုဆေးရုံကိုမပိုးဆောင်ခင်အရေးပေါ်အဖွဲတွေကအခင်းဖြစ်ပေါ်တဲ့နေရာမှာကုသမှုတွေပေးခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာအခုလိုယူဆချက်ကပို့ပြီးတော့ကြေလောက်လာခဲ့ပါတယ်။တကယ်လို့သာဆေးရုံကိုအရှင်မီပိုးဆောင်ပေးနိုင်ခဲ့မယ်ဆိုရင်အသက်ရှင်နိုင်တယ်လို့တချို့ကယုံကြည်ကြပါတယ်။ဒါပေမဲ့လည်းနိုင်ငံမတူတဲ့အတွက်ကုသမှုပုံစံမတူညီခဲ့တာကိုထိတွင်းစဉ်းစားဖို့လည်းကျွန်တော်တို့ဒီနေရာမှာလိုအပ်ပါလိမ့်မယ်။ဗီဒီယိုနိုင်ငံမျိုးမှာတော့ကာတိုင်မှုတစ်ခုဖြစ်ပေါ်တယ်ဆိုရင် လူလာကိုဆေးရုံရှက်ရှက်ပို့ပါတယ်။ပြင်သစ်နိုင်ငံမှာတော့အရေးပေါ်ကုသမှုတွေကိုအခင်းဖြစ်ပေါ်တဲ့နေရာမှာဆောင်ရွက်လေးရှိပါတယ်။ဒီနေရာမှာတော့သူ့ကိုကုသပေးတဲ့ဆရာဝန်နဲ့သူနာပြုတွေကကျင်းဝဲပိုင်းဆိုင်ရာဖောက်ဖျက်မှုတွေပြုလုပ်ပြီးတော့မှတမင်တည်ဆုံးအောင်လှုပ်ကြံခဲ့တယ်ဆိုပြီးပြောကြတာတွေလည်းရှိပါတယ်။ဒါပေမဲ့ဒဏ်ရာရရှိခဲ့တဲ့ဒဏ်ရာတွေဟာအတော်လေးပြင်းထန်တဲ့အတွက်ဆေးရုံကိုစောစောရောက်တည်ဖြစ်စေအထူးကုသမှုတွေပြုလုပ်ပေးတည်ဖြစ်စေဘလို့နည်းနဲ့ပဲဖြစ်ဖြစ်တည်ဆုံးဖို့ရာခိုင်နှုန်းကအတော်လေးကိုများပါတယ် သူရဲ့အသက်ရှင်နိုင်နှုန်းကရခိုင်နှုန်းအင်မတန်နေပါတဲ့အကြောင်းဆရာဝန်အားလုံးသဘောတူကြပါတယ်၂၀19ခုနှစ်ဒီဗြိတိန်ထိပ်တန်းမှုခင်းဆေးပညာရှင်ဖြစ်တဲ့ဒေါက်တာရက်ရှက်ရှက်ဖာကဒိုင်ယာနာတည်ဆုံရတဲ့အဓိကအကြောင်းရင်းဟာအဆုတ်ထိပ်ကသွေးပြွန်ကြောတခုအနေအထားမမှန်ခဲ့တဲ့ပြက်ရှားတဲ့အကြောင်းဖြစ်တယ်လို့ထုတ်ဖော်ပြောကြခဲ့ပါတယ်အဲ့ဒီလိုထူးခြားဖြစ်စဉ်မျိုးသူရဲ့အလုတ်သက်တဲ့တစ်လျှောက်လုံးမှာတစ်ခါမှမတွေ့ခဲ့ဘူးလို့ပြောပါတယ်ဒီနေရာမှာဒိုင်ယာနာတယောက်ကားခပတ်မပတ်ခဲ့ရတဲ့အကြောင်းရင်းက ပဒင်းထောက်တွေမမြင်အောင်ငုံဆောင်ဖို့လိုအပ်တာကြောင့်မပက်ခဲ့တာဖြစ်နိုင်ရေးရှိပါတယ်။နောက်ဆုံးလူတွေယူဆကြတဲ့ theory တစ်ခုကတော့အဖြစ်မှန်နဲ့အနည်းငယ်နှိစက်တဲ့တစ်ခုတွေတော့ယူဆချက်ဖြစ်ပါတယ်။ဒိုင်ယာနာဟာသူ့ရဲ့မမျှော်လင့်မဲ့တည်ဆုံမဲ့အဖြစ်အပျက်ကိုကြိုတင်မြင်ခဲ့တယ်ဆိုတဲ့ယူဆချက်ဖြစ်ပါတယ်။ကာမတိုက်ခင်ဆီလာလောက်အလိုမှာဒိုင်ယာနာကသူ့ရဲ့အရင်အိမ်တော်ထင်းကိုစားတဆောင်ပေးပို့လိုက်ပြီးတော့မှတင်စီထားဖို့ပြောခဲ့ပါတယ်။စားထဲမှာသူ့ကိုလှုပ်ကြံမဲ့သူ့ရဲ့နာမည်ကိုဖြတ်ထားပါတယ်။ငါဘဝရဲ့အထူးသဖြင့်ဒီကာလတွေဟာ အန်လီရဲ့အများဆုံးပါပဲရှားကနောက်အိမ်ထောင်ပြုတ်နိုင်ဖို့အတွက်ငါစီးထားတဲ့ကားကိုမတော်တဆမှုတစ်ခုခုဖြစ်အောင်ဒီဖြတ်ထားတဲ့နေရာမှာပါတဲ့လူကလှုပ်ချင်နေပါတယ်ဥပမာ break ပေါက်ပြီးတော့မှပြင်းထန်တဲ့ဥကောင်းတံရမျိုးရရှိအောင်ပြုလုပ်တာမျိုးကိုပြောတာပါဆိုပြီးတော့မှစာထည့်မှာရေးခဲ့ပါတယ်ဒီနေရာမှာအဲ့ဒီလှုပ်ချင်မဲ့သူရဲ့နာမည်ကိုဖြတ်ထားခဲ့တာပေါ့နော်ဒီ2005ခုနှစ်ဧပြီလ9ရက်နေ့ဒီဒိုင်ယာနာကိုလင်ပြီးတော့9နှစ်အကြာမှာမင်းသားရှားကကာမီလာပါကာဘော့စ်နဲ့လက်ထပ်ခဲ့ပါတယ် အဲ့ဒီနောက်ကာမီလာကဒီကွန်ဝေါမျိုးစားကတော်ဝေးကိုခဲယူခဲ့ပါတယ်ဒီနေရာမှာဒိုင်ယနာကိုနဲ့သူ့ရဲ့ကားကိုဘသူကဒုက္ခရောက်အောင်ပြုလုပ်နေတယ်ဆိုပြီးတော့မှရေးသားခဲ့တာကိုတွေ့ရပါတယ်ခတ်တာကအဲ့ဒီစာပါနှာမေကိုတေရှားဖြတ်ထားပါတယ်ဒီတော့သူ့ကိုလုံးချက်မဲ့သူကဘသူဆိုတာကိုတိတိကျကျသိနေပုံရပါတယ်စာကိုဖြတ်တာကဒိုင်ယနာကိုတိုင်မဟုတ်ပဲအစားတယောက်ကဖြတ်လိုက်တာမျိုးဖြစ်နိုင်ခြင်းရှိပါတယ်ဒိုင်ယနာနဲ့ရှစ်သူဖြစ်ခဲ့မှုတဲ့ဒီကိုရန်တော့ very manaki လဲကတိုင်မှုတစ်ခုကြောင့်ဒီအသက်ဆုံးရှုံးခဲ့ပါတယ် ဒါဟာလုံးကျန့်ခံအားတာဖြစ်တယ်လို့ဒိုင်ယန်နာကယူကြည်ခဲ့ပါတယ်။ဒါကြောင့်သူလည်းအဲ့ဒီလိုလုံးကျန့်မှုကြောင့်တည်ဆုံးနိုင်တယ်ဆိုပြီးတော့မှစိုးရိမ်ပူပန်ခဲ့ပါတယ်။မန္နာကီကိုငါဘဝရဲ့အရှိဆုံးဆိုပြီးတော့ဒိုင်ယန်နာပြောခဲ့တဲ့ဗီဒီယိုအတူတူကို2004ခုနှစ်မှာ NBC သတင်းဌာနကထုတ်လွှင့်ပြသခဲ့ပါတယ်။သူတို့နှစ်ယောက်ရှေ့ကျိုက်နေတဲ့အကြောင်းကိုသိရှိတော်ပြီးတဲ့နောက်မှာသူရဲ့ရှိသူအသက်ခံလာရပါတယ်။ဒါဟာလုံးကျန့်မှုတစ်ခုဖြစ်ပါတယ်ဆိုပြီးတော့မှဒိုင်ယန်နာကပြောကြားခဲ့ပါတယ်။မင်းသမီးဒိုင်ယန်နာတည်ဆုံးမှုနဲ့ပတ်သက်ပြီးတော့မှအယူဆအမျိုးမျိုးရှိခဲ့ပါတယ်။မတူညီတဲ့ theory 185ခုကို ပြင်သစ်ရေတပ်ဖွဲ့ကစစ်ဆေးပြီးတဲ့နောက်မှာအဲ့ဒီအယူဆတစ်ခုမှမမှန်ကန်ဘူးဆိုပြီးတော့မှကောက်ရှက်ချခဲ့ပါတယ်။ဖြစ်ပေါ်ခဲ့တဲ့ယာဉ်တိုက်မှုကတကယ်မတော်တဆယာဉ်တိုက်မှုတစ်ခုဖြစ်တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ဒိုင်ယာနာဆိုတဲ့အမျိုးသမီးကိုတကဘာလုံးကတီးကြပြီးတော့မှရှစ်ခန့်မျက်နှိုးသူတွေလည်းပေါ်များပါတယ်။နာမကျန်းတဲ့သူတွေအကြံဖတ်ခံရသူတွေအတွက်အားပေးထောက်ခံသူဖြစ်တဲ့အပြင်တကဘာလုံးမှာရှိတဲ့အမျိုးသမီးတွေအားလုံးရဲ့စံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံထားရတဲ့သူလည်းဖြစ်ပါတယ်။ဒိုင်ယာနာက1990ခုနှစ်မှာ BBC နဲ့အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးမှာသူရင်ဆိုင်ခဲ့ရတဲ့ရန်လိုမုံတီးမှုတွေကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။တမိုင်းတစ်လျှောက်တန်ပါတဲ့အမျိုးသမီးတိုင်းဟာအခုလိုအခက်အခဲမျိုးကိုရင်ဆိုင်ရမယ်လို့ထင်ပါတယ်။အခက်အခဲကိုရင်ဆိုင်ရတဲ့ခွန်အားတွေဟာတွေ့ဝေမှုနဲ့ကြောက်ရွံ့မှုတွေကိုလည်းဖြစ်ပေါ်စေပါတယ်။ဘာကြောင့်တန်ပါနေရတာလဲ။ဘေးကနေခွန်အားတွေရရှိတယ်လဲ။ဘေးနေရာမှာအသုံးရှားမှလည်းအဆရှိသည့်ဖြင့်မိခွန်းတွေမိခဲ့ပါတယ်။စိတ်မကောင်းစရာကတော့မင်းသမီးဒါယာနာရဲ့မတော်တဆမှုကြောင့်သူ့ရဲ့မိခွန်းတွေကိုဖြစ်ရှင်းပေးမဲ့အဖြစ်ဟာ ရှင်းလို့မရတဲ့ပဟေဒီအနေနဲ့ကြံရစ်တော့မှာဖြစ်ပါတယ်။ဒီကုန်းရှုပ်အနေနဲ့ပြောရရင်မင်းသမီးဒိုင်ယာနာဟာတော်ဝင်မိသားစုကိုဝင်ရောက်ခင်းမိတဲ့အတွက်သူ့ရဲ့ကိုယ်ပိုင်လွယ်လွယ်ခွင့်တွေဆုံးရှုံးတော့ခဲ့ရပါတယ်။သူ့ရဲ့ကြော်ကြောင်မှုကိုအထောက်ရှားပြီးတော့မှလူမှုအဖွဲ့အစည်းတွေကိုကူညီပေးကမ်းမှုတွေအများကြီးပြုလုပ်ပေးခဲ့ပါတယ်။ဒါကြောင့်ဒီလူအများရဲ့ရှိခင်နေတဲ့မှုကိုသူကအခင်ခဲ့ရပါတယ်။ဒါပေမဲ့တကယ်မရှိတဲ့အိမ်ထောင်ရေးမှာနေထိုင်ခဲ့ရသူဖြစ်တဲ့အတွက်ကင်းအကြောင်းမလှခဲ့ဘူးလို့ပြောရမှာပါ။ သူမရဲ့တည်ဆုံးမှုကတစုံတယောက်ရဲ့ပြောကမကင်းနိုင်ဘူးဆိုတာကတော့လူအများရဲ့တန်တရားစိတ်ထဲမှာကိန့်ဝဲနေဦးမှာဖြစ်ပါကြောင်းပြင်ဆင်ရင်းနဲ့ဒီဗီဒီယိုကနေနှုတ်ဆက်လိုက်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့တယ်ဆိုရင် comment မှာ endn လို့ရှင်းတော်ပေးခဲ့ပါဦးခင်ဗျဒါမှလည်းနောက်ထပ်ဒီဗီဒီယိုတွေကိုကျွန်တော်မိတ်ဆွေတွေဘလောက်ထိစိတ်ဝင်စားတယ်ဆိုတာကိုကျွန်တော်ဒီသုံးသပ်ပြီးတော့မှနောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေကိုကျွန်တော်ရှာဖွေတင်ဆက်လို့ရအောင်အတွက်ပါဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတွေဘခုဒုရရရရှိတော်လိမ့်မယ်လို့မျှော်လင့်ပါတယ် နောက်ထပ်ဒီမှာလည်းခုလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးနေဦးမှာမို့ဆောင်းမြန်ကြည့်ရှုကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ